အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတော့ကတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်နေ့ရက်17လ2025ကနေ့ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုဂန္ဓာတဖြစ်စီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေအဲဒီတစ်ပတ်ကာလမှာဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲပရမောက်ဆုံးအလုံးနဲ့ပတ်သက်ပြီးစပြောခြင်းလို့ပြောနော်အဲ့တော့တနင်္လာသားသမီးတွေဒီကာလမှာအလုပ်တစ်ခုစတင်အကောင့်နဲ့ပေါ်ပြီးလောရတဲ့ဂိမ်းတွေရှိတယ် ဒီချက်လေးတွေဆိုရင်ကိုယ့်ရဲ့လုပ်ငန်းလေးတွေကရပ်တန့်နေတာကြာပြီပေါ့လေအဲဒါမှမဟုတ်ဒီကလာမှာတော့ပြန်လဲအစပြူပြီးတော့ပြန်လှုပ်ရတဲ့အနေအထားမှာကျွန်တော်တက်တဲ့ကင်းရှိတော့လုပ်ငန်းအသစ်တစ်ခုအဲသို့မဟုတ်လုပ်ငန်းတွေအသစ်တိုးချဲ့တာပေါ့နော်အဲအဲ့လိုမျိုးလုပ်မယ်ဆိုရင်ဒီကလာကအကောင်းဆုံးသောကာလတွေမှာပါတယ်အဲ့တော့လုပ်ငန်းအသစ်တစ်ခုခုလုပ်ပြအောင်လုပ်ပါဟိုဘာလုံးကလုံးလုံးလုံးအများမသိတဲ့သူတွေဆိုလို့ရှိရင်လေကိုဝန္ဒနာပါရကိုနဲ့အချိုးပြရဟာလေးတွေကိုစစ်ဆေးပြီးတော့အဲမေးပြီးတော့လုပ်ရင်တော့ပိုကောင်းတာပေါ့လေနော် ဆိုတော့ဒီကလာမှာအလုတ်မရှိတဲ့သူတွေဆိုရင်အလုတ်လျှောက်ထားရင်အလုတ်ရတတ်တဲ့ gain ရှိတယ်။တချို့တွေကအလုတ်ခေါ်တာတွေအကြာကြီးစောင့်နေရတယ်။အလုတ်ကတော့ဟိုဟာ interview အောင်သွားပြီးတော့စောင့်နေရတာတို့ပါလို့ဆိုတော့ဒီကလာမှာကြားရောက်လာပြီးဆိုတဲ့ gain တွေမှာအဲတရင်ကောင်းလေးတွေကျောင်းကကြားရတာမျိုးတွေသွားဖြစ်တတ်တော့ဝမ်းသာဖို့ကောင်းတာပေါ့နော်။အဲတရင်လာတာသမီးတွေ။ပြီးတော့ဝန်ထမ်းတွေလာဖြစ်ခဲ့မယ်ဆိုရင်နှမျိုးဖြစ်ပါတယ်ဗျာနော်။တယောက်တစ်ယောက်တော့မတူကြဘူးပေါ့။အဲတမျိုးကကြာတော့သူကယာရုတို့တတ်တဲ့အနေထားကြုံပြီးတော့ယာရုတို့အပြောင်းအရွှေ့တွေဖြစ်တတ်တယ်။နောက်တစ်မျိုးကဘာဖြစ်လဲမင်းရင်ဒီကလာမှာအလုတ်နဲ့ပတ်သက်လို့ရှိရင် ဖိအားပေးခံရတာမဖြစ်နိုင်တာကြီးတောင်းဆိုခံရတာလုပ်ဖို့ကင်ဘက်အချင်းချင်းတဟဆာတာမဖြစ်ဘဲနဲ့အများနဲ့တယောက်ဖြစ်ပြီးတော့ကွဲထွက်နေတာပေါ့လေနော်အလုံးမှာဥပမာဌာနပါတော့ဌာနထဲမှာ10ယောက်ရှိတယ်ပေါ့ကိုယောက်နဲ့ကိုနေရာတဟဆာတာမဖြစ်ဘူးဖြစ်ပြီးတော့အဲကျန်တဲ့သူတွေကအုပ်စုအဖွဲ့နဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေခံရတဲ့ကိန်းရှိတယ်အဲ့လိုခံရတဲ့အခါမှာလက်ရှိလောက်ကနေမလို့ချင်တော့ဘယ်နဲ့ပြောင်းရင်ရှုတ်ရင်ထွက်ကျင်တဲ့စိတ်တွေပေါ်လာတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့လိုပေါ်လာလို့လက်ရှိလောက်ကနေထွက်ပြီးတော့နောက်လောက်နောက်လောက်တစ်ခုပြောင်းခဲ့ရင်ကောင်းမှမလားလို့မေးစရာရှိတယ် လုံးဝမပြောင်းပါနဲ့ပြောင်းမကောင်းပါဘူးပုံညာနဲ့အညာတစ်ခုရင်ဆိုင်ရလိမ့်မယ်တခုရှိတာကကိုပိုင်စီးပွားရေးတခုလုံးမယ်ဆိုတော့ဒီကလာမှာထွက်ပေါ့နော်ကိုပိုင်စီးပွားရေးလုံးမယ်ဆိုတော့အဆင်ပြေမယ်တခြားအလုပ်တခုကိုပဲတခြားဝန်ထမ်းအနေနဲ့ပဲဆက်ပြီးလုပ်အောင်မယ်ဆိုရင်တော့အဆင်မပြေဘူးအလုပ်တခုရှာဖို့ခက်တာရတဲ့အလုပ်လေးတွေမှာပင်မဆင်းရဲမှုတွေတွေကြောင့်ရတာမျိုးတွေကြောင့်ရတတ်တယ်အဲ့တော့လက်ရှိလုပ်တဲ့အလုပ်လေးမှာပဲတည်ခံပြီးဆက်လုပ်ဖို့ဆရာအနေနဲ့အကြံပေးလိုတယ်ဗျာနော်အဲဒါအပြင်ဒီကရမှာပြပထွက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့နိုင်ငံသားသွားတက်တဲ့ကိန်းတွေရှိတယ်ဝမ်းစာဖို့ကောင်းပါတယ်ဗျာနော် ဲ့တော့ပြည်ပနိုင်ငံခရီးထွက်ရတယ်အဲ့တော့တချို့တွေဆိုရင်ဒီကလာမှာစင်ကူသွားပြီးအလုပ်လုပ်မဲ့အညီငယ်ညီမငယ်အမတွေရှိတယ်ဆိုတော့ဒီကလာပို့ပြီးတော့ဝမ်းသာဖို့ကောင်းတယ်စင်ကူတွေဘာတွေသွားတဲ့ကိန်းတွေရှိပါတယ်နော်ကိုပိုင်စီးပွားရေးအနေနဲ့လောက်ခတ်မယ်ဆိုလို့ရှိရင်ဒီကလာမှာအိမ်ချမ်းမြေရောင်းဝယ်ရေးအကျိုးဆောင်လုပ်ငန်းတွေလုပ်တာလေအိမ်ဝယ်ရောင်းတွေဘာတွေလုပ်တာမျိုးတွေစောက်လို့ရနေပတ်သက်တဲ့လုပ်ငန်းလုပ်ကြတဲ့သူတွေဆိုရင်တော့ပို့ပြီးအကျိုးပေးတယ်အဲ့ဒီလုပ်ငန်းတွေကိုယင်းနှီးမြှုပ်နှံပြီးတော့စောက်ချပြီးလုပ်တင်တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါဆိုတော့အကျိုးမြတ်များစွာရရှိလာလိမ့်မယ်အပြိုင်ဆိုင်အတိုက်ခိုက်ကြတဲ့ကနေပြန်ပြီးရတတ်တယ်ပဲနော် ြစ်နိုင်တော့အလုပ်တွေပါလေလုပ်တဲ့အခါမှာတယောက်တည်းအားနဲ့လုပ်တာဆိုင်စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကနေပို့ပြီးအကျိုးပေးတာတွေ့ရတော့စက်တူရှယ်ယာလုပ်ငန်းတွေတွေနော်အစုဖွဲ့လေးတွေနဲ့လုပ်ပေါ့လုပ်တဲ့အခါမှာလည်းတယောက်နဲ့တယောက်အဲနားလည်မှုလေးတွေယူပြီးလုပ်ကြပေါ့နော်အဲ့ဒါဆိုတော့ပို့ပြီးကောင်းတယ်ပို့ပြီးအောင်မြင်တယ်ဒီချက်ဒီဆိုဒီကလာမှာစာချုပ်တွေမှာလက်မှတ်ထိုးရတာနော်အဲစာရေးစာတမ်းတွေအရေးကြီးတဲ့စာရေးစာတမ်းတွေမှာလက်မှတ်ထိုးရတာတို့စက်တူရှယ်ယာလုပ်ငန်းတွေပူပေါင်းပြီးလုပ်ရတာတို့ဒီလိုမျိုးကြောင့်တက်တဲ့ကိန်းတွေမှာပါတော့ဝမ်းသာဖို့တော့ကောင်းပါတယ်ဗျနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီတစ်ပတ်ကာလကတနင်္လာတန်သမီတွေအတွက်ငွေကြေးကန်လက်လာပါရှင်မယ်ဆိုတဲ့ကိန်းနဲ့မှာပါတယ် ငွေကြေးကန်တက်လာနေတိုးတက်မှုတွေပြိုင်ဆိုင်တယ်ဆိုတော့အစုလိုက်ပြောင်းလာရတတ်တဲ့ဂိမ်းတွေရှိတယ်ပုံမှန်ထပ်ပတ်စံပုံဝင်ပဲပေါ့နော်ထပ်မှာတော့ဥပမာအဖြစ်ဒီလက်သာထုတ်လို့ပတ်စံရတာတခုမျိုးမဟုတ်ပဲနဲ့တခြားဥပမာပေါ့အပူပေါ့အဲဘောနာရတာမျိုးတွေဖြစ်စေတချို့ကအကျိုးတွေပါလိပြန်ဆက်လို့ဆိုပြီးတော့ကိုကပြန်ပြီးလက်ခံရရှိတာမျိုးဖြစ်စေစသည်အဖြစ်ပေါ့နော်တချို့မိပါတယ်ဆိုလို့ရှိရင်လည်းကိုရဲ့တာသမီတွေရဲ့ပြန်ပြီးပြုစုလုပ်ကြွေးမှုတွေပတ်စံပြန်ထည့်ပေးတာတွေ တချို့ဆရာသမားတွေဆိုရင်ကိုယ်တစ်ပတ်တည်းကလာပြီးကရော့တာတွေစတင်ရဖြစ်ပေါ့အဲ့လိုမျိုးပတ်စံလေးတွေဝင်ထက်တဲ့ကိန်းတွေမှာပါတယ်အေးချမ်းဝင်တာဖြစ်တဲ့အတွက်ဘာမှစိတ်မူတည်ရမလို့ဘူးငွေချင်းနဲ့ပတ်သက်ပြီးအဆင်ပြေတယ်တခုပဲကျမ်းမာရေးကိုအကြောင်းပြုလို့ဖြစ်စေငွေကုန်ကြေးကြများတာမျိုးလေးတွေဖြစ်တဲ့တော့တချို့တော့ပြန်သတိထားပြီးနော်ဆိုတော့ပတ်စံလေးပါရလို့ရှိရင်အဖက်တင်တဲ့ဟာလေးတွေလောက်ထားပါလက်ထဲမမြဲတာမျိုးလေးတွေပြန်ဖြစ်လာမှာမို့လို့နော်ပတ်စံနဲ့ပတ်သက်ပြီးဘသူဘသူမှလက်မလုံမိပါစေနဲ့အထူးသဖြင့်မိတ်ဆွေအရင်ချာတွေညီကောင်မောင်နှမအရင်ချာတွေကိုပတ်စံလုံးဝချီလို့မရပါဘူးနော် ဘာလို့လဲဆိုတော့ချီပြီးွားလို့ရှိရင်ပတ်စံလဲဆုံးတယ်မိပြဆွေပြလည်းဖြစ်တတ်တဲ့ဂိမ်းထဲမှာပါလို့ဂယူဆိုင်ပြီနော်အဲတနင်္ဂနွေသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးမြင်တဲ့တိုင်းတွေပြောရမယ်ဆိုရင်အဲ့ပြကျမ်းမာရေးကိုစက်ကြည့်လို့ရှိရင်ကျွန်တော်အကျောင်းနဲ့ပတ်သက်တဲ့အယိုးနဲ့ပတ်သက်တဲ့ဟာတွေပဲစက်မြင်တယ်ဗောနော်အယိုးစစ်တွေနာကျင်ကြိုက်ခဲ့တာတွေအကျောတွေတင်းပြီးတောက်နေတာမျိုးတွေအာယုံကျောနဲ့ပတ်သက်တဲ့ယောဂါဗောနော်ခေါင်းကိုခေါင်းကိုခေါင်းအောင်နှုတ်ကြတဲ့ညဘက်အိတ်မပြောတဲ့အာယုံကျောနဲ့ပတ်သက်တဲ့ယောဂါတွေအဲ့အာယုံကခါကျောညက်တာခါမှာအာယုံကျောလာညက်တာတွေနောက်ကအဲ့ဒူးတို့ ဒူးစစ်တို့ခါစစ်တို့ဒီလက်စစ်တို့ပေါ့နော်အယိုးစစ်တွေနာကျင်ကြိုက်ခဲ့တာတွေအဲ့လိုမျိုးတွေသွားဖြစ်တာများတယ်ဗျအဲ့တော့အထူးသတိထားမယ်နောက်ဆိုးဆိုးနေတဲ့ဆက်ကကျွန်တော်အဲ့ကြောက်ကနေပတ်သက်တဲ့ကိစ္စလေးတွေကိုကျွန်တော်စိတ်ပူတယ်နော်မပေါ်ဆက်ကြပါနဲ့နော်အဲဖြစ်နိုင်တော့ဒီကလာမှာကွန်ဆာတဲ့သူတွေတစ်ချက်ပို့ပြီးသတိထားပြီနော်ကြောက်တယ်တာကြောက်ကနေပတ်သက်တဲ့ကိစ္စလေးပို့ပြီးသွားညှိတဲ့ကိစ္စမှာပါလို့နော်အဲ့နောက်အဲ့ကျမ်းမ issue တော့ကတခုပြောချင်တယ်ကားမောင်းတဲ့သူတွေတစ်ချက်သတိထားကားဆရာကြီးတွေရှင်တစ်ချက်တစ်ချက်သတိထားပဲကားပုတ်သွားတာတိုက်မိမှုလို့ဖြစ်သွားတာတွေကြုံရတဲ့ကိစ္စရှိလို့နော် အဓိကတော့မှာတနင်္ဂနွေသားသမီးတွေတံမိုးကြည့်တဲ့စက်ပစ္စည်းတွေပါလေဝင်တတ်တဲ့ဂိမ်းရှိတယ်အဝင်တော်ပါတယ်တချို့တချို့ရှစ်ပုံရှစ်ငံကြီးမှာတဲ့အမျိုးသမီးလေးတွေဆိုလို့ရှိရင်စိန်လက်စုပ်တွေနဲ့အခုချစ်သူအိမ်တော်ဘက်ကနေဟိုချစ်ခွင့်ဘာနာတို့ဒီဟိုလက်ထွင့်တောင်းတာတို့ဒါမျိုးတွေကြောင်ရတတ်တဲ့ဂိမ်းတွေမှာပါတယ်ဝင်လဲအဝင်တော်တယ်ဗျာနော်အဲ့ဒါစိန်နေပစ္စည်းတွေပါလေဝင်လို့ရတယ်စံကယ်တို့စက်ပစ္စည်းတွေဝင်လို့ရပါတယ်အဝင်တော်တယ်တခုတော့ရှိတယ်ဖြစ်နိုင်တော့ရွှေတွေပါတော့မလုံနဲ့ပေါ့နော်တိတ်အဝင်မတော်တတ်ပါဘူးတချို့လေးတွေရှိတယ်ရွှေလေးတွေပါလေးတွေပျောက်တာပြတ်တာလေးတွေဖြစ်တတ်တဲ့ဂိမ်းပါလို့လေတခြားတော့ဂိမ်းယူဆိုင်ပြပါ ပြီးတော့တနင်္လာသားသမီးတွေဒီကဏ္ဍမှာအဲတွာလာလှုပ်ရှားတဲ့အခါတစ်ချက်လေးသတိထားပေးမယ်မင်းအစိုးရအနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေညှိစွမ်းတာလေးတွေကြုံရတဲ့ကိန်းလေးတွေရှိလို့ဖြစ်ရင်တရားမမှုပုံစံခေါ်ပြီးအရှိန်ကြီးအကြာကြီးဖြစ်သွားတာလေးတွေဖြစ်တဲ့ကိန်းပါတယ်မပေါ်ဆက်ပါနဲ့နော်ပညာရေးနဲ့ပတ်သက်လို့ရှင်တော့တနင်္လာသားသမီးတွေဒီကဏ္ဍမှာပညာရေးကံလေးက90 90မှာတော့သွားရှိတာပေါ့လေနော်အဲ့တော့အရင်အားကောင်းတာတော့မဟုတ်ဘူးစာဝတ်ဖြစ်ရင်90လောက်ပဲအောင်တယ်ဆိုတော့ရန်လုံးပြမရှိတဲ့အတွက် ကိုဘကနေဝရိယအားလေးနဆသုံးသားလောက်ကြိုးစားမယ်ဆိုတော့ပို့ပြီးတော့သိချလိုက်မယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့တက်တက်လေးပဲဝေဝါးနေတဲ့အနေထားလေးတွေဖြစ်တယ်လို့ကြိုးစားပေးပါအောင်ပြန်နော်အခြေအိမ်တော်နဲ့ပတ်သက်လို့ရှင်တော့ဒီကာလကတနင်္လာသားသမီးတွေတို့အခြေအိမ်တော်ကြီးကတော်တော်လေးအားကောင်းတဲ့ကာလပါပဲဘာလို့လဲဆိုတော့ချစ်သူမရှိတဲ့သူတွေချစ်သူရတာတချို့ကလေးတွေဆိုရင်ချစ်သူအိမ်တော်ဘက်တွေနဲ့ကွဲတယ်ပြတ်တယ်လေအဲ့ကွဲပြတ်တဲ့ချစ်သူအိမ်တော်ဘက်တွေကအဲအမားတွေကိုလာဝင်ချတောင်းပန်ပြီးတော့ကိုယ့်စီပြန်လာတာမျိုးလေးတွေလည်းဒီကာလမှာဖြစ်တယ်တဲ့ပေါင်းမှသိရတယ်ဗောနော် အဲ့တချို့လူတွေဆိုရင်ဝေးကွာနေတာကြာပြီဖြစ်တဲ့ချစ်သူတွေနဲ့ပြန်ဆုံပြီးတော့ဒီကလာမှာလက်ထက်ကရတာတို့မင်္ဂလာဆောင်ရတာတို့စသည်အားဖြင့်ပေါ့နော်။ကောင်းတဲ့ဟာလေးတွေနဲ့ကျွန်ဝတက်တဲ့ဂိမ်းတွေမှာပါတော့အဲဝမ်းသာဖို့တော့ကောင်းတယ်။တခုရှိတာက game size ကျင်တာလေ။ဟိုတက်ရိုက်ကြီးမဟုတ်တာလောက်မှသွားရတော့နေအားဖြင့်တချို့လူတွေမှာအချင်းအိမ်တော်ကြီးညံ့တဲ့လူတွေရှိတယ်။ကိုချစ်သူအိမ်တော်ဘက်ကစနေသားသမီးဗုဒ္ဓဟူသားသမီးဆိုရင်တော့ပြဿနာလေးတွေပြီးတာတို့တို့လောင်းဖြစ်တာတို့ကိုစီကထွက်သွားတာတို့ဖြစ်တတ်တယ်။ တရားတရားတော့သိမတူကြဘူးပေါ့နော်အများအားဖြင့်တော့ယူရအဖြစ်တနင်္လာသားသမီးတွေဒီတစ်ပတ်တာကာလကအခြေအကံကောင်းတဲ့စကားတိုင်းမှာပါပါတယ်ကြနော်နိုဝင်ဘာလ9ရက်6ရက်9ရက်10ရက်အဲ့ရက်တွေကတော့အခက်အခဲအားလုံးကိုကြော်လာနိုင်တဲ့အနေအထားလေးတွေရှိတယ်ငွေချေးနဲ့ပတ်သက်ပြီးတော့စီးပွားလက်လာပါတတဲ့ကာလတွေမှာပါတယ်ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စမှန်တယ်များအောင်မြင်တယ်စုတစက်တွေဘွတ်တူကုံတူတွေရတဲ့ဆိုတဲ့ကာလအဲ့ကာလတွေမှာပါတာပေါ့လေနော်ပြီးတော့အယောင်ထမ်းနေတဲ့ပစ္စည်းတွေဆိုအဲ့ကာလမှာရောင်းထွက်လိမ့်မယ်အိမ်တွေပါရောင်းနေတဲ့သူတွေဆိုအဲ့ကာလမှာရောင်းထွက်တာအိုးတဲ့အိမ်တွေပြန်ရတာအိမ်ပြင်ဆင်ရတာဒါရီအစကြုံရတဲ့ ပြီးတော့ဆောက်လို့ရေလို့ငလုတ်ကနေတဲ့သူတွေဆိုရင်အဲ့ကလာမှာဟိုတင်နာတွေပါတယ်အောင်နာတွေအစားပေါ့နော်အများကြီးပဲအဆင်ပြေတဲ့ game ပါတယ်အင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းအဝဝကိုအဲ့ကလာမှာအကျိုးကျေးဇူးရရှိမှာတွေ့ရတယ်နိုဝင်ဘာလ၂ရက်၃ရက်၄ရက်အဲ့ရက်မှာတော့အညံ့နေတွေရှိတယ်ငွေကြေးအတွက်စကားများရတတ်တဲ့ game တွေရှိတယ်အထူးသဖြင့်မိတ်ဆွေအရင်းချတွေနဲ့ပတ်သက်ပြီးမိတ်ပြတ်ဆွေပြတ်ဖြစ်တတ်တယ်ယင်းတဲ့သူတွေကိုအထင်လောက်ပြီးမုန်းတယ်ကိုယ့်ဘက်မှာဘာမှမရှိဘူးအဲကိုယ့်ရဲ့ဟိုပြောတဲ့စကားလေးတွေပေါ့နော်ကိုယ့်ရဲ့လှုပ်ရက်လေးတွေကြောင့်အထင်မြင်လွဲစရာလေးတွေဖြစ်တတ်တယ် ဆိုတော့စေတနာဝေဒနာဖြစ်တဲ့ကိစ္စတွေရှိတော့တခုခုဆိုလို့ရှိရင်အာမငံကိစ္စတွေလုံးဝမလုပ်ကြဘူးနော်သတိထားပါမြင်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့်အမှုဖြစ်တာမျိုးလေးတွေတချို့ကမြေပိုင်ဆိုင်မှုမခိုင်မှလို့ဆိုပြီးတော့အစိုးရကပြန်ပြီးတင်ဆက်တာတွေအားစအခမ်းအနားကြုံရတာမျိုးတွေဖြစ်တဲ့ကိစ္စပါတော့အထူးသတိထားပေးပါနော်အဲကန်ဒီယာရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်ခိုင်ရန်အောင်နှုတ်နဲ့အောင်အစိမ်းအောင်ပွင့်အောင်တို့ကိုအဓိကထားဝတ်ဆင်တုံ့ဆွဲပေးပါရွှေပန်းငွေပန်းမြေပန်းရောင်စုံဗရိမနိုင်ပန်းရောင်စုံတို့ကို မိမိတို့ယုံကြည်ကိုယ်ကိုယ်တဲ့ဖရာမှာဖရာမန်ကတာဖြစ်စေအနေအဲ့ခဏဒီမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပြီပါအကျွန်တော်မိတ်ဆွေအတနည်းလာတာသမီးတွေဒီတစ်ပတ်ကာလမှာကျောင်းဝန်းနဲ့အညံ့နေกินပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းအောင်ရရလေးပေးအောင်ရရအနေနဲ့ဘာလို့ကလဲဆိုတော့အရဟန်းတန်ခါတော်တွေကိုစတုမတူလေးအဲ့ဆေးဘူးလေးတွေဝယ်ပြီးတော့အဲဒါနာပြုလူတန်းပြအောင်လူတန်းပြလိုက်ပါအဲဒါဆိုရင်တော့အဲကျောင်းဝန်းနဲ့အညံ့နေกินသွားပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းမှာပေါ့နော်ဒါပြင်ဘာထပ်လုပ်ကျင်လဲဆိုတော့ရုပ်စိုးပေါ့နော်ကို့အနီနာပေါ့ဝင်ချင်မှရှိတဲ့ တက်တန်းရဲ့ညောင်မကြီးကြီးမှာဆောက်တဲ့ရုပ်ကစိုးကိုမနှက်စောစောလေးမှာစီထမင်းပူပူနွနွလေးတော်ရောက်ကတ်လို့ပြီးတော့အလိုရှိရာလေးစနာပြူစုတော်ချင်းအဖြစ်ဧကမုတ်ချပြေဝလာပါလိမ့်မယ်။နော်အဲ့ရရလေးလုတ်ပြအောင်လုတ်ပေးပါ။ရုပ်ခရရလုတ်ခေါ်ပါပဲ။တနင်္လာတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါရစေနော်။